ရှိဦးစွာဘုရားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါမယ်။ကျမလေးဘုရားကြောင့်မရောက်တာလဲကြာတော့ဆရာကျွန်မမေးတယ်။ကျမကတော့ကိုဟန်တဲ့ကိုမရောက်တာ။ဘာဖြစ်လဲဆိုတော့ချောင်းကလည်းဆိုးတယ်ဟေးဒီလိုမျိုးအေးလို့ရှိရင်လေလေလေးနည်းနည်းထိတာနဲ့ချောင်းကလည်းဆိုးချောင်းဆိုးတာမပြီးသေးဘူး။အရေပြားလည်းရားလိုက်တယ်အဲ့အရေပြားလည်းအဖုတွေဖြစ်လာတော့သူတို့က allergic လို့ခေါ်တာပေါ့နော်။ကျမတို့ကဟိုစလို့ခေါ်တာပေါ့။ကရင်လိုကြတပ်ပနော်ပေါ့နော်။ ။ तू ကလေဘိန်းလေးထိတာနဲ့ဖြစ်လာ။လေဆိုင်ဖြစ်ထိတာနဲ့ဖြစ်လာတော့ဈေးတွေကလည်းတောက်တာလည်းအမျိုးမျိုးအမျိုးမျိုးလုပ်တယ်။ဒါပဲမဲ့ပေါ့နော်။ကျမကလည်းစဉ်းစားရတယ်။ဖျားရှိခိုးလည်းမပြဘူး။ဈေးတောက်လည်းမပြဘူးဆိုတော့ကျမလည်းဘယ်လိုလုပ်ရမလဲမသိဘူး။ဖျားเจ้าမလာတာလည်းလနဲ့ချီပြီပေါ့နော်။အဲ့ဒါနဲ့ကျမအခုလိုမျိုးပေါ့နော်။ဖျားသခင်ကျမပြောတဲ့ကျမဗိမ္မာန်တော်လွမ်းတယ်ပေါ့နော်ဖျားเจ้าတတိယရတဲ့ဖျားเจ้าသွားရှင်နဲ့ဖျားသခင် တကယ်လို့တနာရဲဆိုလို့ရှင်ပေါ့နော်ကျမကိုဘိမ့်မတ်တော့ပို့ပေးပါဒီယောဂတွေอ่ะပေါ့နော်ជីជីမမလူအနေနဲ့တော့ជីမတာပေါ့နော်ဖះအနေနဲ့တော့မជីမပေါ့အဲ့ဒါကြောင့်တနာမယ်ဆိုရင်ပေါ့ကျမကိုယောဂပြောက်ခွင့်ပေးပါလို့ကျမဆုတောင်းလိုက်တော့လေဖះသခင်ကလေကျမတို့အံ့ဩဖို့ကောင်းတယ်နော် ကျမတို့ဖះအသက်ရှင်လာအသက်မရှင်လာအဲ့မှာ network ကပြတယ်ကျမလည်းချောင်းဆိုးတာလည်းရက်သွားတယ် ီးတော့အဲ့လိုမျိုးအရေပြားရတာလည်းမရှိတော့ဘူးเนาะအခုဆိုအပြင်မှာအေးတယ်ကျမထွက်နိုင်တယ်အရင်ကဆိုအပြင်လင်းနေနေထွက်တာနဲ့ဟိုဖြစ်လာတာဘောเนาะချက်ချင်းပဲရတော့လေအရေပြားအဲ့ဒီဟိုစတဲ့အသားတွေကရတော့လေအပူအပူပူလေးတွေဖြစ်တာတလားအဲ့ဒါနဲ့ကျမလေအခုတော့လေအပြင်ထွက်လို့ရတယ်ဆိုကျမဝမ်းသာတယ်ဘောเนาะကျမမဖြစ်ဘူးဒီနေ့ငါဖះเจ้าသွားမှာဆိုကျမဒီနေ့ဖះเจ้าသွားတာနှလုံးဟိုးပဲ downtown မှာတလုံး အဲ့ရပြီးတော့ဒီဘက်ပြေးလာတာလေနှလုံးဖြစ်သွားတာပေါ့နော်အဲ့ဒါကျမတဏီကုန်တဲ့ချင်တာမနဲ့ပိုင်ခရကြောင်မရှိလို့ဘာဖြစ်လဲဆိုကျမဗိမ္မာန်တော့သွားအရန်ပျော်တယ်ဘာဖြစ်လဲဆိုတော့ကျမတို့ရဲ့အသက်တာမှာပြန်စင်စားလို့ရှင်လေဖရားကြောင်သွားတယ်ဖရားနဲ့ပျော်မွေ့တဲ့အချိန်မှာစာတန်းဝင်တာအဲ့ဒီချောင်းဆိုးတာလက်စာတန်းအလုပ်လုပ်တာပဲပြီးတော့အဲ့ဒီရားရံတာလက်စာတန်းအလုပ်လုပ်တာပဲကျမဘယ်လိုလုပ်သိလဲဆိုတော့ ကျမဖះเจ้าတက်တော်ဝါသနာပါတယ်ကျမအမျိုးသားနဲ့ကလေးတွေတက်ချင်တက်မတက်ချင်လေကျမဟိုးငငယ်ငယ်ကဖះเจ้าမှလေဆန်နေစကူကအစအရန်ပြော်တာတနေ့ကနေနေဆိုလေအရန်ပြော်တဲ့နေ့ပဲတနေ့ကနေနေအိုးနေ့တိုင်းရောက်စေချင်တယ်ဘာဖြစ်ဆိုဖះเจ้าသွားတာပြော်တယ်လေတချင်းတွေလည်းကြားရတယ်တချင်းလည်းဆိုရတယ်ပြီးတော့ဟိုအစပေါ့နော်ကျမတို့ခေတ္တဆိုတကြားလေးတကြားလုံးလေးတစ်လုံးစားရအရန်ပြော်တာအခုလိုမျိုးပေါ့နော်ဖះเจ้าခဏခဏလာလို့ချင်လေအရန်ပြော်တာဒါပေမဲ့ ဖရာရဲ့ကျေးဇူးတော်ပဲပေါ့နော်စာရမဏအလုံးလောက်တာလားဖရာသခင်ပဲပဲစမ်းကြည့်တာလားတော့ကျမလည်းမသိဘူးကျမလည်းဆုတောင်းတာအကုန်ပဲဖရာသခင်ဗိမာန်တော်ရောက်ခြင်းနဲ့ဖရာကြောင့်သွားခြင်းနဲ့ပို့ပေးပါပေါ့နော်အဲ့ဒီပရမတ်တပတ်ကကျမလာမလို့အပြင်းလဲထွက်အောင်အရေးပြားချက်ချင်းရားတော့တာပဲကောက်နေရသလားသူကရားရည်လေးလက်တည်ပြီးတော့ခြေတော့လေခြေတော့အေးအေးခံလို့မရအောင်အဲ့ဒါနဲ့ကျမလည်းလေး ငါဒီတပတ်တော့ငါမသွားတော့ဘူးလို့အဲ့ဒါ allergic ဆေးလေးတောက်လိုက်ရင်အဲ့ဆေးကလည်းတောက်ပြီးအဲ့ကောအဲ့ပြီးဆိုလို့ရှိရင်လည်းဘာမှမသိတော့ဘူးအဲ့အဲ့ရထားတော့မှလည်းအကုန်လုံးကပြောက်သွားပြုတ်ပြုတ်ပြုတ်နဲ့ပြောက်သွားအခုဆိုလို့ရှိရင်ဘုရားသခင်ကောင်းမြတ်တယ်ဘုရားသခင်စီမှာတောင်းတော့ဘုရားသခင်ကဟိုတောင်းတဲ့ဆုကိုပေါ့နော်ပြုတ်အပ်ဆုံးလို့ဆိုချက်ပေးတယ်ကျမဆေးတောက်စရာတော့မလိုဒီနေ့ဆိုရင်ဘုရားကျောင်းလေးသွားအပြင်နေထွက်တယ်ပေါ့နော်အဲ့ဒါလည်းဘယ်လိုပြောမလဲဆိုတော့ဘုရားရဲ့ကျေးဇူးတော့ပေါ့နော် ကျမတို့ကတစ်ခါတည်းလေးကြားဖရာရဲ့ခြေဆုတော်ကိုနမောနမက်ထားတဲ့အခါရှိတယ်ပေါ့နော်ကျမဆိုလို့ရှိရင်တစ်ခါတည်းလေးကြားဗိမာန်တော်သွားရင်လေဖရာကြောင့်သွားရတယ်ဖရာကြောင့်ရောက်သွားပြီးစိတ်ကလည်းအဲရဟီအိုမပိမိတာလားပိမိလားအဲ့လိုမျိုးတွေရောက်လာတယ်ကွာအဲ့ဒါလေတနေ့ကျတော့အရင် Facebook ကအမျိုးသမီးတယောက်ဘယ်လိုပြောငါတို့တွေလေလေခရီးရမပီဇာဘူးလေဗိမာန်တော်သွားလို့ရှိရင်ငါတို့ကနောက်ကနေအကောင်လုံးမေ့ထားမှာ ဟိုငါတို့နောက်ကနေငါတို့ဘာတတိယဟင်းဩလာမီးလာအဲ့ဒါတွေတတိယဒါတွေကဖျားလက်ထက်အပ်လိုက်ဖျားလုတ်ပြီးမှပေါ့နော်အဲ့ဒါမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ကျမလေးတခါတခါအိမ်မှာနေလို့စဉ်းစားငါလေးအလက်ကျောင်းဆိုတာအဲ့ဒီကျောင်းလာမသိဘူးလို့ ဘိမ့်မတ်တော့သွားပြီးစိတ်ကဟိုးအနောက်မှာကြံခဲ့တယ်ဗောနော်လူကကဘိမ့်မတ်တော့မရောက်လေစိတ်ကဟိုးအိမ်ပြန်ရအဲ့လိုမျိုးဖြစ်တတ်တယ်ဗောနော်ကျမတို့အားကြောင့်တစ်ခါတလေကြားရလဲဘုရားသခင်တုံသေးတော်လဲကျမတို့ဟိုဗာလဲဘုရားသခင်ရဆုံးမတော့လဲခံရတယ်နဲ့သူလဲဒါမဲ့ဘုရားသခင်စီမှာကျမဝန်ချတောင်းခံပြီးတော့ဘုရားသခင်မောကျမအပြစ်ကိုဖြေလို့ပြီပါကျမအရန်ဘိမ့်မတ်တော့သွားခြင်းနဲ့ဘုရားရဲ့အဲတရားဒေသနာနားထောင်ခြင်းနဲ့ဗောနော်တခြင်းတွေလဲကြားခြင်းနဲ့ဗော အဲ့ဒါကျမပြန်ဆူတောင်းဆူတောင်းနေကျမလည်းလည်းအပြစ်ဘလောက်များလည်းမသိဘူးဆူတောင်းတာရိုးရိုးဆူတောင်းတာမရမနေ့ကကျမအစာရှောင်ဆူတောင်းတော့မှာပဲဒီနေ့လိုဗိမ့်မတော်လာခွင့်ရမဟုတ်ဆိုလို့ရှိရင်ဘယ်လိုပြောမလဲအပြစ်ရောက်တာနဲ့ပြန်ရအောင်မရိုက်ဆေးရလာတောင်းအောင်မယ်ဘောနာအဲ့ဒါကျမပြန်စဉ်းစားရတယ်အော်ဘုရားသခင်အရန်ကောင်းမြတ်တယ်လို့ကျမတို့တောင်းတောင်းတဲ့အတိုင်းပြေးတယ်ဘောနာကျမတို့ကဘုရားသခင်ပေါ်မှာကျမတို့ကဂရိမတိသစ္စာမရှိဘောနာ ကိုယ့်ရဲ့အတ္တကိုပြန်ဆန်းစစ်တဲ့အခါမှာကိုယ့်ရဲ့အပြစ်ကိုလည်းကိုမြင်လာတယ်ကိုလှုပ်ခဲတဲ့အရာတွေကိုလည်းကိုပြန်မြင်လာတဲ့အခါမှာဟိုဗလည်းဖျားသခင်ပေါ့နော်ကျမတို့ကဟိုစပါနော်ပြစ်မှားတာပေါ့နော်အဲ့လိုမျိုးစိတ်နဲ့မပြစ်မှားလည်းနှုတ်နဲ့ပြစ်မှားပြီးတော့ပေါ့နော်အဲ့ဒါကြောင့်မို့ကျမဒီပေါ့နော်ဒီနေ့တော့ငါရအောင်သွားပြီးတော့တက်တက်ခံမယ်လို့ဆရာကျမဖုံးဆက်တဲ့နင်မလာဘူးလား ကျမတော့လာချင်တာပေါ့ရတာတမျိုးချောင်းဆိုးတာလည်းချောင်းဆိုးရလေလေမရတော့ဘူးအဲ့ချောင်းကလည်းလေအဲ့ဒါချောင်းဆိုးဆေးတောက်လည်းမပြောင်းဆေးရုံသွားပြလည်းဆေးရုံကလည်းဘာမှယောဂမရှိလို့ပြောတယ်ကိုမတော့ချောင်းဆိုးလို့မပြီးတော့အဲ့လိုမျိုးခံစားရတော့ဗောနဗာပဲဖြစ်ဖြစ်ဘုရားသခင်ကကောင်းမြတ်တဲ့ဘုရားဖြစ်တယ်ကျမကိုအယမ်းချစ်တဲ့ဘုရားဖြစ်တယ်ကျမဘာပဲဖြစ်နေဖြစ်နေ तू ကကျမကိုမငြင်းပယ်ဘူးကျမတောင်းတဲ့စုကို तू ပြည့်စုံစွာချပေးတဲ့အတွက် ဒီမှာရှိတဲ့ညီကိုမောင်နှမဆရာသမားတွေပေါ့နော်ဘုရားသခင်ကောင်းမြတ်တဲ့အကြောင်းကိုကျွန်မတတိကံဝေးရတဲ့ကိုကျေးဇူးလက်အနိုင်တင်ပါမယ်လို့ကျွန်မလေးနှုတ်ကပတ်တော်တပိုက်ကိုဖတ်ပြီးတော့ပေါ့နော်ကျွန်မအဆုံးသတ်ပါမယ်လို့ကျွန်မအဲ့နှုတ်ကပတ်တော်အရန်ကြိုက်တာပဲဖိလိပိဩဝါဒစာအခန်းကြီးလေးအခန်းငယ်6အဘယ်အမှုကိုမြတ်ဆွေရင်ချင်းမရှိပဲအရာရာ၌ ကျေးဇူးတော်ကိုချီးမွမ်းခြင်းနဲ့တပါဆုတောင်းပတ္ထနာပြုခြင်းအပြင်သင်တို့တောင်းပန်လိုသောအရာများတို့ကိုဖျားသခင်အားကြားလျှောက်ကြလောထို့သောပြုလျင်အဘယ်သူများကြံစီ၍မမိနိုင်သောဖျားသခင်၏ငြိမ်သက်ခြင်းသည်ယေရှုခရစ်အားဖြင့်သင်တို့၏စိတ်နှလုံးကိုဆောင်းမလိုက်မည်ဖျားသခင်ဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာ ဒီမှာရှိတဲ့ညီကိုမောင်နှမတွေပေါ်မှာတက်ရောက်ပါစေလို့ကျွန်မဆုတောင်းပေးပါတယ်